တိတိရမယ်လို့ထင်ပါတယ်။အဲ့တော့ဒါလေးနည်းနည်းဆက်သွားရအောင်။အဲ့တော့နည်းနည်းထပ်ပြီးကြည့်ကြအောင်ပေါ့နော်။ပြီးပါတော့မယ်။အဲ့တော့အခုကျွန်တော်ဒီမှာသွားလိုက်မယ်ဆိုရင်ခုနကြောပြောသလိုပဲပေါ့နော်။ဟာဘန်နဲ့တွဲရရှိရဲ Hill Buff Hill Buff ကဟာဘန်နဲ့တွဲရရှိရဲဆိုင်နဲ့တွဲရရှိရဲ။ဟာဘန်နဲ့တွဲရရှိရဲဆိုင်နဲ့တွဲရရှိရဲ party perfect ပေါ့နော်ဒီ perfect test တွေကိုသွားတဲ့ခါကျရင်ဒီဒုတိယနေရာမှာရှိရဲ hill buff ဆိုတာက ဟာဘန်နဲ့သွားတာရှိတယ်လို့တခါတလေကျရင်ဇိုင်နဲ့သွားတာလည်းရှိရဲ့အဲ့တော့ចောင်းသားတွေကိုဟိုမှတ်ရတာလွယ်အောင်လို့ကျဲဘယ်လိုပြီးလဲဆိုတော့ဒါကတော့တကျဲပုံစံပေါ့နော်တကျဲတင်တဲ့ပုံစံအဲ့တော့တင်တဲ့ပုံစံမှာဒီနေရာမှာចောင်းသားတွေကိုမှတ်ရလွယ်အောင်လို့အများနဲ့ပြောဖြစ်တဲ့ပုံစံပေါ့နော်အဲ့တော့အဲ့ဒါကပါလဲဆိုတော့80ရာခိုင်နှုန်းဒီလိုကျုံလိုက်မှတ်လို့ရတယ်အဲ့တော့ဒါကပို့ပြီးတော့မှတ်ရတာလွယ်အောင်လို့ပေါ့နော်လွယ်အောင်လို့လုပ်ပေးထားတာပါအဲ့တော့80ရာခိုင်နှုန်း buff တွေအကုန်လုံးဒီလိုမျိုး perfect tense တွေအကုန်လုံးရဲ့80ရာခိုင်နှုန်းလောက်က haban နဲ့တွေ့ရတယ် တော့ mostly ပေါ့နော် carbon နဲ့တွေ့ရ carbon လေးနဲ့ကျုပ်တွဲပြီးတော့ကိုက position စပိုင်းဒုတိယနေရာမှာ each have to has အစားရှိတဲ့ဒီလိုမျိုးလေးတွဲပြီးသွားရတာ80ရာခိုင်နှုန်း buff တွေအကုန်လုံးပဲ80ရာခိုင်နှုန်းလောက်က carbon နဲ့တွဲတာကျန်နေ20ရာခိုင်နှုန်းကျန်တယ်နော်80ရာခိုင်နှုန်းဆိုတော့20ရာခိုင်နှုန်းကျန်တယ်အဲ့တော့20ရာခိုင်နှုန်းကျန်တာတွေက sign နဲ့တွဲရ sign ဆိုတာ buff to b ကိုပြောတာနော် each thing to this as it is uh we are sent ya size is it ဘာလို့ sign ဆိုတာ buff to b အဲ့တော့ဂျန်နဲ့20ရာခိုင်နှုန်းကကြာဆိုင်နဲ့တွဲရ။အဲ့တော့ဂျန်နဲ့20ရာခိုင်နှုန်းကဆိုင်နဲ့တွဲရဖြစ်တဲ့ဖြစ်ပြီးတော့နှစ်အုပ်စုခွဲပါတယ်။အဲ့တော့နှစ်အုပ်စုခွဲဆိုင်နဲ့တွဲတဲ့အခါကျရင်15ရာခိုင်နှုန်းအုပ်စုနဲ့9ရာခိုင်နှုန်းအုပ်စု15ရာခိုင်နှုန်းနဲ့9ရာခိုင်နှုန်း တော့ဒါကတော့လေတဲ့ចောင်းသားတွေလွယ်အောင်လုပ်ပေးထားတာเนาะဒီလိုလေးမှတ်လို့ရတယ်အဲ့တော့ကျွန်တော်ရှိတဲ့80ရာခိုင်နှုန်းလောက်က mostly ပေါ့เนาะများသောအားဖြင့် harbor နေနဲ့တွဲရအဲ့ buff တွေအကုန်လုံးကလေပြီးရင်20%ကျန်တဲ့ခါကျရင်20%မှာနှောက်အောင်စုခွဲရ15ရာခိုင်နှုန်းနဲ့9ရာခိုင်နှုန်း15ရာခိုင်နှုန်းအကုန်လုံးကကျတော့ဘာလဲဆိုတော့ BB ကုန်နေဒီဘေးကောင်စားကြောင့် movement ပေါ့နော်အဲ့တော့ movement နဲ့ရွှေ့ရှာမှုတွေကိုပြောချင်တာအဲ့တော့ရွှေ့ရှာမှုပြရတဲ့ buff တွေရွှေ့ရှာမှုပြရတဲ့ buff ဆိုတာဘလို့ buff တွေပါရလို့ဆိုရင်သွားသည် လာသည် မောင်းနေသည် ပြန်တန်းသည် เนาะအဲ့တော့ဘလို buff တွေပါလဲ gian forman fligan laufen ဘုံစုပိုက်ထားပါတော့အစားရှိတစ်ဖြစ်ဒီလိုမျိုး buff တွေရှိမယ်ဒါရရွေးရှာမှုပြရတဲ့ buff တွေအဲ့တော့ java မှာရှိတဲ့ရွေးရှာမှုပြရတဲ့ buff တွေဖြစ်တယ်အာသွားသည်ဟောနော်သွားသည်လာသည်ပြန်တန်းသည်မောင်းနေသည်အစားရှိတစ်ဖြစ်ပေါ့နော်ဒီလိုမျိုးရွေးရှာမှုပြရတဲ့ action ပြရတဲ့ buff တွေအကုန်လုံးကိုခြုံလိုက်တဲ့အခါမှာသူတို့အကုန်လုံးက15ရာခိုင်နှုန်းလောက်ရတယ်သူတို့တွေကို buff sign နဲ့သွားတွဲရပေါ့နော်ပြင်ကျန်တဲ့9ရာခိုင်နှုန်းကျန်တယ် ဟို900ခိုင်နှုန်းဆိုတော့နေတယ်ဥမာတိတ်အလုံးတရာမှာ9လုံးလောက်ပဲအလုံးတရာမှာ9လုံးလောက်ပဲအဲ့ဒါရေကြတော့ခိုင်းတဲ့ဘေဘေကွန်ရွေရှောင်းမှုမဟုတ်ဘူးသူကအောက်စနာမလို့ကျွန်တော်သတ်မှတ်ထားမယ်အောက်စနာမဆိုတာ exception ချွင်းချက်ကျန်တဲ့900ခိုင်နှုန်းပေါ့နော်ကျန်တဲ့900ခိုင်နှုန်းကကြတော့ချွင်းချက်ခိုင်းတဲ့ဘေဘေကွန်ရွေရှောင်းမှုမပြဘူးသို့တော်လည်းပဲဆိုင်နဲ့တွဲနေတာအဲ့တော့အဲ့ဒါကြီးကရှားတယ်ပေါ့နော်အလုံးတရာမှာဆို9လုံးလောက်ပဲရှိတာမလို့တသက်လေးစတာပြပြီးတော့ချက်ပေးမယ်ဘလိုဘတ်ကေပါလဲဆိုတော့ sign blyban vierden အဲ့တော့ဒီလိုဘက်ကရွေးရှားမှုလည်းမဟုတ်ဘူးเนาะသူအောက်မှလည်းပေးထားတယ်အဲ့တော့ sign လို့ blind ban လို့ vietnam လို့เนาะ sign ဆိုရင် buff to b ဆိုရဲဒီပဲ blind ban က stay အဲ့တော့ stay ဆိုရဲဒီပဲ vietnam ကဖြစ်လာသည်ဆိုရဲဒီပဲပေါ့เนาะဖြစ်လာသည်ဖြစ်သွားသည်ဒီ date ပဲ ਨੇ အဲ့တော့ sign လို့ blind ban လို့ vietnam လို့ဆိုတာရွေးရှားမှုကိုမပြနိုင်ဘူးတိုးတော်လည်းပဲသူတို့က buff sign နဲ့သွားတွေ့ရ hill buff မှာအဲ့တော့ကျွန်တော်ပြန်ပြောပေးမယ်เนาะဒီလိုမျိုး perfect tense ကိုပြောင်းတဲ့အခါကျရင်အရှိရ hill buff က mostly များသောအားဖြင့်80ရာခိုင်နှုန်းလောက်ကဟာဗန်နီနဲ့ပဲသူကအမြဲတွဲတယ်။10လုံးမှာ10လုံးလောက်ကဟာဗန်နဲ့ပဲတွဲရ။အဲ့တော့ဒါပေမဲ့ ကျန်တဲ့20ရာခိုင်နှုန်းလောက်က sign နေနဲ့တွားတွဲ sign ဆိုတာ buff to b ကိုပြောတာเนาะ each pin to piece အဲ့တော့ sign နေနဲ့တွားတွဲအဲ့ခါကျရင်20ရာခိုင်နှုန်းထဲမှာနှစ်အုပ်စုပြန်ခွဲတယ်15ရာခိုင်နှုန်းနဲ့9ရာခိုင်နှုန်း15ရာခိုင်နှုန်းကကြတော့ဂျမမာရှိသမျှ action buff တွေအကုန်လုံးကိုပေါင်းလိုက်တယ်ဂျမမာရှိသမျှ action buff တွေအကုန်လုံးကိုပေါင်းလိုက်တဲ့ခါကျရင်15ရာခိုင်နှုန်းလောက်ထိရတယ်သူတို့ကကြတော့တွားဒီ gain common fleegan laufan လိုမျိုး buff တွေပေါ့เนาะရွေးရှာရဲ့ action ရတဲ့ buff တွေဖြစ်ပြီးတော့သူတို့အကုန်လုံးကကြတော့15ရာခိုင်နှုန်းလောက်ဖြစ်သွားပြီးတော့သူတို့ကကြတော့ buff to b နဲ့ buff to b ဖြစ်တဲ့ sign နေ နဲ့သွားတွေ့တယ်။ကျန်တဲ့900ခိုင်တော့ phone person ကကြတော့ ausna မှာ twin jet ဖြစ်သွားတယ် exception twin jet ဖြစ်ပြီးတော့သူတို့ star ပြပြီးတော့ကြက်ရမယ်။သူတို့ကရွေးရှားမှုမပြဘူးသို့တော်လည်းပဲ bub sign နဲ့သွားတွေ့ရ။ဒါပါမနော်။အဲ့တော့အဲ့ဒါလေးရှိပါမယ်။အဲ့တော့ဒါလေးရပြီဆိုရင်အခုဒီမှာဆက်သွားမယ်ပေါ့နော်။သူလည်းအောက်မှာကျမ်းမလို့ရေးထားတယ်။ we are building this perfect တဲ့ကျွန်တော်တို့ဒီ perfect tense ကိုကျွန်တော်တို့ပြဆောက်တယ် my stance ဆိုတော့ mostly များသောအားဖြင့်ပေါ့နော်များသောအားဖြင့် meeting present for haban ဟုတ်ပြီအဲ့တော့ haban ရဲ့ present present tense နဲ့တိဆောက်တာနော်အဲ့တော့ haban နဲ့ဒီတိဆောက်မယ် each have to has အစားရှိတဲ့ပြင်ပြီးရင်နောက်က participle perfect ပေါ့နော် participle perfect ဆိုတာအတိအကျဆိုရင်တော့ participle စပိုင်းကိုကြက်ထားတဲ့ participle စပိုင်း get off gallant studied အဲ့လိုမျိုးစကားလုံးနေ participle စပိုင်းရဲ့အရှိရာ haban ရဲ့တွဲပြီးတော့တိဆောက်တယ်ဒါဆို perfect ဖြစ်သွားရင်လွယ်လွယ်လေးပဲနော် ီးတော့ရင် Einige VFN ဆိုပါတော့တချို့သော birthday V ကဲ့သို့ common gain faran unsurvivor unsurvivor ဆိုတော့အစရှိဖြစ်အဲ့လိုမျိုး common gain faran common come လာသည် gain go သွားသည် faran drive mountain သည်ဒါမှမဟုတ်စီးနေလိုက်ပါသည်အဲ့လိုမျိုး buff တွေအကြတော့ building does perfect meeting present for sign မစိုင်းနဲ့တိဆောက်တာ present for sign နော် sign ရဲ့ present tense အဲ့တော့ sign ရဲ့ present tense နဲ့သွားတိဆောက်တာ is been to business နဲ့သွားပြီးတိဆောက်တယ်ဟိုပြီးသွားရင်ကိုနောက်မှကြက်ထားရဲ့ participle perfect နော် common ဆိုရင် ge common ဖြစ်တာ gain ဆိုရင် ge gangan ဖြစ်သွားတာ foreign ဆိုရင် ge foreign ဖြစ်တာအဲ့လိုမျိုး buff တွေနဲ့သွားပြီးတော့ကိုကြက်ထားတဲ့ buff နဲ့အရှေ့ရ hill buff က sign နဲ့သွားတွဲပြီးတော့တိဆောက်တယ်။နောက်ပြီးတော့ရင်သွားရရွေးရှားတာဖြစ်တဲ့တကြောင်မလို့သူတို့မှာအခုစားဒီ object ဆိုတာမရှိနိုင်ဘူး။ရွေးရှားတာနော်သွားတယ်ဘာလို့သွားတာလဲ။ရွေးအခုစားဒီ object မရှိဘူးပေါ့နော်သူတို့မှာ သွားဒီ အဲ့တော့တွားဒီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တွားရဲဆိုဘယ်တွားမှာလဲမဆွစ်ဇာလန်တွားရဲအဆောက်ရှိတဲ့ဖြစ်ပေါ့နော်အဲ့တော့တို့တို့မှာအခုစားပြီး option မရှိနိုင်ဘူးပြီးတော့တို့က for baby ကိုပေါ့နော်ရွေးရှားမှုတစ်ခု movement တစ်ခုကိုပေါ်ပြတာအဲ့တော့တော့ဒါကိုရှင်းထားပါပေါ့နော်ပြီးရင်ဒီအောက်မှာ board တင်ပြီးပေးထားတယ် sign blyban vietnam ကခုနကျေရှင်းမဲ့ phone process 900ခိုင်နှုန်းအောက်စနားမှာကိုပြောတာ twin jet အဲ့တော့80ခိုင်နှုန်းလောက်က harbor နဲ့တွဲတယ် hill buff မှာ20ခိုင်နှုန်းကျန်တယ်20ခိုင်နှုန်းမှာ15ခိုင်နှုန်းကကြာရွေးရှားမှုတွေအကုန်လုံးက15ခိုင်နှုန်းဖြစ်ပြီးတော့ buff sign နဲ့တွားကြရတယ် ကျန်တဲ့900ခိုင်လုံးချွင်ကျန်အဲ့ဒါက sign blibban vietnam လို့မျိုး buff တွေနော် sign buff to be blibban stay နေဒီဆိုရတဲ့ပဲနော် stay stay ဆိုရတဲ့ပဲ vietnam ဖြစ်လာသည်ဖြစ်လိမ့်မည်လုံးလိမ့်မည်အတိအတိပဲပေါ့နော် vietnam အဲ့ဒါကကြတော့ဒါတွေက900ခိုင်လုံးနဲ့ဝင်သွားတယ်ရွေးရှားမှုလုံးဝမပြဘူးဘေဘေကွန် action buff တွေမဟုတ်ဘူးတိုးတော်လည်းပဲ buff sign နဲ့သွားတွဲနေတာ အဲ့တော့ကျုပ်ဒီမှာကြည့်ကြည့်မယ် Ich habe ein Buch gekauft ဒါခုနကတော့ဟာပဲเนาะ Er hat den Vater geholfen သူကအဖေကိုကူညီခဲ့သည်အဖေကိုကူညီခဲ့တယ် geholfen က helfen ကနေလာเนาะ helfen ကူညီသည် helfen ပေါ့เนาะကျုပ်ဒီမှာရေးပြလိုက်မယ်เนาะလိုရမယ် helfen အဲ helfen ဆိုရဲ infinitive verb ကနေလာတာ helfen geholfen die vorstellung hat schon begonnen เนาะအဲပြီးတော့ er hat länger geschlafen länger ဆိုတာအချိန်ကြာကြာသူအချိန် အကြိုက်အိတ်ခဲ့ရပေါ့နော်ဂစ်ရှလာဖန်ကတော့ရှလာဖန်ကလာတာအဲ့ဂစ်ရှလာဖန်တို့ဘာလို့ကိုကကြံ့မှာနော်အဲ့ဟက်လျန်ကဂစ်ရှလာဖန်သူအချိန်အကြိုက်အိတ်ခဲ့ပါဒါဟာဘန်ဒီအဲ့တော့ခုနပြောသလိုပဲဟိုဆယ်လုံးမှာရှစ်လုံးလောက်ထိပေါ့နော်အဲ့80ခိုင်နှုန်းလောက်ကတော့သူကဟာဘန်ဒီနဲ့တွေ့ရဟုတ်ပြီဒီမှာဆိုင်းပါလာပြီဆိုင်းဆိုရင်ကြတော့ဟို20ခိုင်နှုန်းလောက်ကဆိုင်းအဲ့တော့အပေါ်မှာဆိုရင်ဂကန်းကန်းဂကန်းကန်းဆိုတာကြောင့်ဂီယန်ကနေလာတာ။သွားသည်၊သွားခဲ့သည်ဆိုဂကန်းကန်းဖြစ်သွားတယ်။ wir sind nach hause gegangen ပေါ့နော်ကျွန်တော်တို့အိမ်တို့ပြန်ခဲ့အိမ်ပြန်နေဆိုနောက် house အတွဲလိုက်ဟို nach house လို့ဖတ်လဲရတယ် nach house လို့ပွားလဲတုံးလဲရတယ်နော် nach house ဆိုရင်တော့ a ဖြုတ်ပြီးတော့တုံးပေးမယ်နောက်ခုလုံးကတော့မှန်တယ်နော် wir sind nach hause gegangen oder wir sind nach house gegangen wir sind sind နဲ့ပဲသွားနော်ဒါကတော့ဟိုလေ subject ပေါ်မူတည်ရ subject က wir ဆို sind subject က ich ဆိုရင် bin subject က du ဆိုရင် bis ဒါကတော့ကိုယ်တိုင်မဲ conjugate လုပ်ပေးမယ်နော် subject နဲ့အဲ့တော့ wir sind gefahren သွားခဲ့တယ် ။မာနဲ့သွားလဲမိတိန်စုယထားနဲ့သွားတယ်နော်။ကျွန်တော်တို့ယထားနဲ့သွားတယ်။အန်ကခွန်မန်ရောက်ရှိသည်ဟိုရောက်ရှိသည်ဆိုတာရွေးရှားတာမဟုတ်ဘူး။ရောက်ရှိရဆိုတာရွေးရှားတာမဟုတ်ဘူး။ကျွန်တော်အာပြီးတော့ Give Gibordan ဆိုတာဗျဲဒန်းကနေလာတာ เนาะ Vietnam ဆိုကဘောဒန်ဖြစ်ဖြစ်သွားတယ်က current ကဘောဒန်ဆိုတာနေမကောင်းဖြစ်သွားတယ်အဲ့တော့ရောက်ရှိသည်လို့ပြီးတော့နေမကောင်းဖြစ်သွားသည်လို့အဲ့လိုစကားလုံးဆိုတာကရွေးရှားမှုပြနေရမျိုးမဟုတ်ဘူးရွေးရှားမှုဆိုတာဒီလိုမျိုးစကားပြောနေကိုရွေးနေရမတော်သည်လားသည်ဆိုရဲ buff မျိုးဒါရမှရွေးရှားမှုပြတာအဲ့တော့ရွေးရှားမှုပြရဲ buff မဟုတ်ဘူးအဲ့ဒါကြီးက twin jet တွေအဲ့ twin jet တွေကကြတော့ဟို900ဂိုင်းလုံးလောက်ပဲရှိတယ်ကျွန်မမှာ star ပြပြီးတော့ကြံရမှာပေါ့နော် freeze ဆိုတော့ is ဖြစ်တာအာဒီမှာဒါ freeze on emily ဆိုရင်ဇင်ဖြစ်မှာနော် အဲ့တော့ from backer ဆိုတော့တယောက်တည်းမလို့ is main ကလေးဆိုတော့ is lighter current give order เนาะသူမနေမကောင်းဖြစ်သွားပါတယ် current in front group anchor comment เนาะအမ anchor comment ဆိုရင်ဟို uncommon arrive ပေါ့เนาะရောက်ရှိတည်ဆိုရဲ buff uncommon ဆိုရင်ဒါ in နဲ့တွဲရเนาะဘယ်နေရာကိုရောက်တာလဲကိုရောက်တဲ့နေရာဟိုနေရာ in နဲ့သွားတွဲရအဲ့တော့ကျတို့ haven ဆိုရဲ buff ပေါ့เนาะအဲ့တော့ကျအချင်းချုပ်လေးပြန်ပြီးတော့ပြောပြမယ်ဒီဟာဆိုရင်တော့ကျရမယ်လို့ထင်တယ်เนาะအဲ့တော့အော်ဒီမှာ sorry sign ဒါဆို900ခိုင်တော့เนาะ900ခိုင်တော့ဆို sign each being given division เนาะအမကျိုးများသွားပြအတန်ထွက်မှားတာ giveson လို့ပါအတန်ထွက်မှားတတ်တယ်အဲ့တော့ giveson g မှာတစ်ချက်ဖြတ် va မှာတစ်ချက်ဖြတ် sa မှာတစ်ချက်ဖြတ်เนาะအဲ့မှာ size ဆိုရင် each being giveson ဖြစ်သွားတာ blyban each being giveban blyban ae ကနေတစ်စင် ae ကိုပြောင်းတယ်เนาะတတိထားပြီးမယ် ae ဆိုရဲစကလုံး ai ကနေ ee ဆိုရဲစကလုံးပြောင်းတာ bly ကနေ bly ဖြစ်သွားတာ blyban giveban vaden each being given เนาะအဲ့တော့ဒီကိုပြန်ပြီးတော့အချင်းချုပ်လေးပြန်ပြောရေးပါမယ် အဲ့တော့ဒီ policy buffer tan ဆိုတာကဂျမန်မှာအော်နော်အချင်းချုပ်လေးပြန်ပြီးပြောပြမယ် policy buffer tan ဆိုတာကဂျမန်မှာအတိတ်ကာလပြရင်သုံးတာအရန်အရေးကြီးတဲ့ buff အတိတ်ကာလပြရင်သုံးတာ a1.1 ပြီးခါနီးလောက်ရောက်ပြီဆိုရင်ကိုကစာပြီးလေ့လာထားလို့ရတယ် a1.1 အသေးတို့ပါအောင်လောက်ဆိုရင်တော့ဟုတ်တော့အဲ့တော့ a1.1 အခုမှဆက်ဆက်ခြင်းမပါဘူးဆိုရင်တော့မလိုသေးဘူးပေါ့နော် a1.1 စာအောင်အရင်ကြည့်ပေါ့နော်ကြည့်ပြီးတော့ a1.1 ပြီးခါနီးလောက်ရောက်ပြီဆိုရင်စာပြီးလေ့လာထားလို့ရတယ် အကယ်၍ A1 point 2လောက်ကိုကရောက်နေပြီမရသေးဘူးဆိုရင်တခြားဘောက်ကြည့်ထားမယ်ပေါ့နော်အဲ့တော့ perfect tense ရှိမယ်ဒီ perfect tense ကဂျာမန်မှာအတိတ်ကာလပြရင်သုံးတာသူ့ရဲ့ grammar rules အရဆိုရင်တော့သူတို့က expression စကားပြောတဲ့အခါမှာအတိတ်တုန်းကပြီးခဲ့ရလုတ်ခဲ့တဲ့ကိစ္စတွေယူဒါမှမဟုတ်အဲ့ situation တခုပြီးသွားတယ်ပေါ့နော်အဲ့ဒီဟာပေါ့နော်အဲ့လိုမျိုးအခြေအနေအတိတ်ကာလမှာပြီးခဲ့တဲ့ကိစ္စတွေကို expression စကားပြောတဲ့အခါမှာသုံးတာသို့တော်လည်းပဲဂျာမန်မှာ schreiben လည်းပဲသုံးတယ်ပေါ့နော် schreiben စာရေးတဲ့အခါမှာလည်းများသောအားဖြင့် informal တွေမှာ အတိတ်ကာလကိစ္စရယ်ဆို perfect နဲ့ပဲချုပ်ပုံတာအဲ့တော့ perfect ကတအားအသုံးများတယ်သူရဲ့ grammar rules အရသာဟိုစကားပြောရင်သုံးမယ်လို့ပါလို့ပြောတာပေါ့နော်တကယ်ကြောင့်ရင်းရင်လည်းပဲသူက informal လို့ပါတော့မှသူကရင်းရင်လည်းပဲ informal ဆိုရင်တော့ perfect နဲ့ပဲချုပ်သုံးလိုက်တာအသုံးများတယ်ပေါ့နော်အဲ့တော့ကျုပ်ဒါသူ့ရဲ့အသုံးနဲ့ပုံစံအဲ့တော့ haven haven ဆိုတဲ့ဘက်များတော့အဖြစ်ဆိုရင်တော့သူက mostly haven နဲ့တွဲရယ်ပေါ့နော်80ရာခိုင်နှုန်းလောက်က haven နဲ့တွဲပြီးအနောက်ကပြောင်းသွားတဲ့ participle စပိုင်းကကိုကကြက်ရမှာနော် gekauft gemacht အစားရှိတဲ့ဖြစ်ပေါ့နော်ဒါတွေကတော့ကိုကကြက်ရမှာ မှတ်တဲ့အခါဆိုရင်တော့လေဟိုဂျာမန်မှာပုံမှားဖြစ်ဘယ်လိုမှတ်လဲဆိုတော့ ASC hatch နဲ့ပဲမှတ်တယ်ပေါ့နော် ASC နဲ့သွား conjugate တဲ့ပုံစံနဲ့ပဲမှတ်တာ ASC ဖြစ်တဲ့ he she it လေကျ ASC ဖြစ်တဲ့ he she it နဲ့မှတ်ဟိုတွဲတဲ့ပုံစံမျိုးနဲ့မှတ်တာအများကြီးအမှတ်စုမှာအဲ့တော့ဟိုဒါကတော့ကိုယ်အစဉ်ပြုလို့မှတ်ပေါ့နော်မှတ်တာတော့အဓိကတော့အသုံးမှားမှားဖို့အဓိကပါအဲ့တော့ဒါမဲ့ဂျာမန်မှာကတော့ပုံမှားဖြစ်ဆိုရင်မှတ်ရင်အဲကျတော့ဒါဒီလိုမျိုး buff တွေပါတွေကိုမှတ်ပြီးဆိုရင် အမှတ်တဲ့ပုံစံကဒါဟာပန်ဆိုရင်ဟာပန်လို့မှတ်တာထက်ဆိုင် ASC ASC နဲ့တွားရခါ hat ဖြစ်သွားရပေါ့နော် hat wedi ဆိုရင် coffin hat key cup ဒီလိုလေးကြောင့်ကြက်တက်တယ်ဒါဟိုဂျာမန်မှတ်တဲ့ပုံစံပေါ့နော်အဓိကတော့မှတ်နည်းကတော့ကိုယ်အစဉ်ပြေလို့မှတ်ပါရပါတယ်အဲ့တော့ coffin hat key cup ဒီလိုလေးမှတ်တက်တယ် coffin ဆိုရင် hat key cup ဒီရန်သွားဒီရွေးရှားမှုပြရပတ်ရွေးရှားမှုပြရပတ်ဆို is ဖြစ်သွားတယ် ASC ဖြစ်တဲ့ကြောင့် buff sign ဆိုတော့ each thing to this ASC ဆို is so နော် is gegangen is gegangen တော့ toa ခေရ is gegangen ဆိုပြီးပြသွားတယ်နော်ဒီပုံစံလေးအဲ့တော့ကြက်တဲ့ခါကျရင် coffin had kick off gear is gegangen ကိုကစားကြက်တဲ့ခါကျရင်တခါရင် hat la is la ဘာကိုသုံးရမှာလဲတခါရင်တွဲပြီးတော့ကြက်မယ်တွဲပြီးတော့မှတ်ပြီးမယ် hat ရော is ရောနှစ်မျိုးလုံးရှိရတဲ့အကြောင်းမလို့အဲ့တော့ hat la is la တခါရင်တွဲကြက်မယ်ကိုရင်ပြန်သုံးတဲ့ခါဆိုရင်တော့ hat က haben လည်းဖြစ်နိုင်တယ် hat ပဲလည်းဖြစ်နိုင်တယ် hab လည်းဖြစ်နိုင်တယ် haben လည်းဖြစ်နိုင်တယ် has လည်းဖြစ်နိုင်တယ် is ကလည်းပဲ sind B เนาะအဲ့တော့အစရှိတူရဲ့ subject နဲ့သွား conjugate လောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ဂျာမန်မှာတော့ general ပြန်မှတ်ရင်ဒီဟာတွေက had to is to နဲ့မှတ်တယ်ပေါ့နော်ဒါကတော့ကိုအရှင်းပြလို့မှတ်ပါအဲ့တော့အာ passive perfect tense ဒီလိုမျိုးလေးကြောင့်ချက်ပေးမယ် kick off to kick gang gang တော့ကိုကကြံ့ရမှာပါအဲ့တော့ကြံ့ရမှာဒါကြီးခြာရေးပြီးတော့ချက်ပေးမယ်ပေါ့နော်အဲ့တော့စကလုံးတွေကကြံ့ရမှာဖြစ်တဲ့ကြောင့်မလို့အခုရေမှာကြာတာဒီစာအုပ်ရဲ့နောက်ကိုတွားလိုက်မယ်ပေါ့နော်ဟိုဒီစာအုပ်ရဲ့ PDF ကိုလိုချင်ရင်ကျဲ တခြား Telegram ပေါ့နော်အာတခြား Telegram မှာ Aesthetic Touch ပေါ့နော် Aesthetic Touch ရဲ့ Telegram မှာဒီစာအုပ်ရဲ့ PDF ကို PDF file ကိုတင်ပေးထားပါမယ်ပေါ့နော် PDF file ကိုတင်ပေးထားပါမယ်အာဒီစာအုပ် PDF file ကိုလိုချင် Aesthetic Touch ရဲ့ channel မှာအာတခါရဲ join လုပ်ပြီးတော့ download ယူလုပ် download ယူလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်ဆာမနာ183ပေါ့နော်ဒီစာအုပ်ရဲ့ဆာမနာ183ကိုကြည့်ကြည့်မယ်ဒီမှာနော်183ကနေအနောက်ထိ ဟိုနောက်ဒီဒါစာအုပ်ရဲ့အနောက်ဆုံးပဲเนาะ183 184 185 186လေးမျက်နှာပါတယ်အဲ့လေးမျက်နှာမှာပါတယ် buff တွေအကုန်လုံးက A1 နဲ့ A2 မှာတည်တဲ့ buff တွေအော်အဓိကဖြစ်တော့ A buff တွေအကုန်လုံး A2.2 လောက်ထိပေါ့เนาะ B1.1 စကလုံးတွေလည်းနည်းနည်းပပတော့ပါတယ် B1.1 စကလုံးတစ်လုံးစနှလုံးစပါအဓိကအပြည့် general ခွင့်ရင်တော့ A2.2 ထိပေါ့เนาะ A2.2 ထိပါတယ် vocal vocal တွေကပေါ့เนาะ A1 buff တွေလည်းပါတယ် A2 buff တွေလည်းပါတယ်အဲ့တော့ ော့ကကျွန်တော်အခု183ကနေပြီးတော့တရားဒီဘက်ထိပေါ့နော်နောက်ဆုံးစာမျက်နှာ186ထိပေါ့အဲ့ထိကိုကျွန်တော်ကြက်ထားလို့ရတယ်ဒါသူပေးထားတဲ့ note တွေနော်အော်ကေပဲကိုက A1 ចောင်းသားဒါမှမဟုတ်ကိုက substrate လုပ်နေတဲ့ចောင်းသားဆိုရင်တော့ဒီ၄နှစ်နာလုံးကိုတခါတည်းကြက်တာထပ်ဆိုင်လေ suggest လုပ်ချင်တာကတခါတည်းကြက်တာထပ်ဆိုင်ကိုကအရင်အရေးကြီးတဲ့ buff တွေကို star ပြလိုက်ပေါ့နော်အရေးကြီးတဲ့ buff တွေကို star ပြလိုက်ကိုတိကိုတိတင်တဲ့ buff တွေ နော်တော့ဒီ comment အဖြစ်ဆုံး buff ဒီကိုကအကဲ substrate လုပ်တဲ့ចောင်းသားကြီးလည်းများရဲ့အတွက်ကြောင့်မလို့လေကိုရိုင်းလေးလာတဲ့ចောင်းသားဆိုရင်ဒီမှာအရင်ဆုံးဟိုဟာဖြစ်ကြည့်ပေါ့နော်အဲ့တော့ဒီမှာအကဲကိုကခုမှဒီဟာကိုမြင်ဘူးတယ်ဒီစာအုပ်ရဲ့ဒါကိုမြင်ဘူးတယ်ဆိုရင်အကုန်လုံးကကျတော့ a2.2 လောက်ထိပါမှာ buff ဒီကအကဲပဲကိုက a1.1 လောက်ပဲရှိသေးတယ်ဆိုရင်တချို့ buff ဒီကကိုက a2.2 လောက်မှတွေ့ရမယ် buff ဒီလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့ကြောင့်မလို့အကုန်လုံးကြက်တာထက်ဆိုင် ကိုအတွက် လက်ကလောမှာပို့ပြီးအတုံးဝင်မယ်ပို့ကိုကပို့ပြီးတိကိုတိတက်နေတဲ့ချင်းနဲ့ buff တွေကိုအရင်ခွဲထုတ်ပြီးတော့ကြက်မယ်ပေါ့နော်အဲ့တော့ခွဲထုတ်ပြီးကြက်မယ်ဒီထဲမှာလေးသူက၃ဘိုင်းပြထားတာ infinity နော်ဒါ buff infinity ပေးထားတာအဲ့တော့ dictionary သုံးပြီးတော့ကိုကရှာလို့ရတယ် buff ရဲ့အတိတ်ပဲပေါ့နော်ဒါကတော့ကိုယ်တိုင်ရှာမယ် dual person present ကကြတော့အာ present ဖြစ်တဲ့ present tense မှာပဲ ASC ပေါ့နော် dual person ကကြတော့ ASC ကိုပြောတာဟိုမှာ essence ဆို is ဖြစ်တာ အဆန်းဆို expire တော့ तू ကတတိထားရတယ်အဲ့လိုမျိုးတတိထားရတယ်ပြောင်းသွားတဲ့ buff တွေကို तू ကပြထားပါဘောနော်ကိုမှားမှာဆိုလို့မပြထားဘူးဆိုရင်တော့ကိုရန်ကွန်ဂျူဂိတ်လို့ရရဆိုတဲ့သဘော beginner ဆိုရင် ais က begin ဖြစ်တာကိုရန်ကွန်ဂျူဂိတ်လို့ရရအဆန်းဆိုရင် is ဒါကြောင့် dictionary ကြီးခေရအောင်နော်အဲ့ဒါကြောင့်မလို့ဝင်ဆောက်ဝင်မိတ်နဲ့ तू က detract person present အောင်ထပ်ပြတယ်ဆိုရင်ဒီ buff တွေကတတိထားရမယ့် buff တွေပြောင်းလဲသွားရဲ့ buff တွေ preparatory tone ဆိုတာခုနကျောဒီ attend ဆက်ဆက်တော့ပြောထားတဲ့ dance ပေါ့နော် a predator dance ကတော့ကိုကမလို့သိရင်ချက်စရာမလို့အဲ conjure ဆိုတိုင်းပေါ့နော်ခု factory တော့လည်းလေတကယ်တော့ကြက်စရာမဟုတ်ဘူး။ तू อ่ะဟိုကျုပ်စာရှင်းတဲ့ခါကျရင် factory တော့ dance ကိုတော်တော်လုပ်ပြီးမယ်ပေါ့နော်ဗီဒီယိုတခု။အဲ့ဒီခါကျရင်မှတ်သွားရုံပဲပေါ့နော် factory တော့တကယ်တော့ကြက်စရာမဟုတ်ဘူး။အဲ့တော့ကြက်စရာမဟုတ်ဘူးဆိုတာစကလုံးကကြက်စရာမဟုတ်ဘူးလို့ပြောတာနော်။လေးလာတော့လေးလာအောင်ပါနော်။အဲ့ကွန်ဂျူရစ်စပိုင်းကလည်းအဲ့တိုင်းပဲဒါဘေးနာကွန်းဆောက်ကွန်ပိတ်တရားကွန်ဂျူရစ်စပိုင်းနေကွန်ဂျူရစ်စပိုင်းကကြတော့ပုံမှန်အဖြစ် A2 A2 level ရောက်တဲ့ခါကျရင်ပါလာလိမ့်မယ်။ computer design ဆိုရဲဒီ buff တရားလည်းချက်စရာမဟုတ်ဘူး။ तू ကမှတ်သွားရင်ရတယ်။ကျော်ချက်စရာမဟုတ်ဘူးဆိုတာမှတ်သွားရင်ရတယ်လို့ပြောတာနော်။ဒါ pressure တို့နော် computer design တို့ကသင်တဲ့ခါကျမှကိုလိလာတဲ့ခါကျမှမှတ်သွားရင်ရတယ်ပေါ့နော်။ပြီးတော့ဒါ particip buffer တားတော့ကြောက်ကြရမှာ။အဲ့တော့ particip buffer မှာ तू ကတော်တော်များများ hat တွေနဲ့တွဲရ။ hat ပေါ့နော်။ hat ဆိုတာတော့ကိုယ်တိုင် conjugate လုပ်မယ်နော်။ have လည်းဖြစ်ကောင်းဖြစ်မယ်။ has လည်းဖြစ်ကောင်းဖြစ်မယ်။အဲ့တော့ တွဲတာ health နဲ့တွဲတာဖြစ်တဲ့ကြောင့် तू ကအရှိမဘာမှမေးထားဘူးဆိုတာ health နဲ့တွဲရယ်ဆိုရယ်ဒီပဲဟိုကြက်ရင်တော့ကျေ suggest လုပ်ချင်တာ health ဆိုရင် health လို့တွဲကြမယ်ပေါ့နော်မှန်လဲ health ဆို health လို့မှတ်မယ် is လို့ပေးထားရတာ ASC နဲ့ तू ကမှတ်ထားတာနော်ခုနပြောရတာမယ် is နဲ့မှတ်တယ်ဆိုရင်ဒါ blind ban ဆိုတဲ့စကားလုံးက escape ban ဖြစ်သွားတာ80ခိုင်နှုန်းလောက်ကဟာဗန်နဲ့တွေ့ရ20ပဲဇိုင်းနဲ့တွေ့ရအဲ့တော့ဒီမှာဆိုလဲဒီတမျက်နာဒီဘက်တမျက်နာမှာဆိုရင်အကုန်လုံးကဟတ်တည်းပဲဒီလေးဒါလေးတစ်လုံးပဲ is ဖြစ်နေရ ။ဒါမှမဟုတ် is can နေတော့နေ။အဲ့တော့ဒီဟာလေးပေါ့နော်ကိုအတွက်အသုံးပို့ပြီးတော့ဝင်မယ်တိကိုတိတင်နေပေါ့နော်။အကုန်လုံးကတော့အသုံးဝင်ပါတယ်။အဲ့ထဲမှာမှကိုကတိကိုတိတင်နေဆိုရင်ဘတ်တူရွေးထုတ်ပြီးတော့ချက်မယ်ပေါ့နော်။အဲ့တော့ဒီမှာလည်းရှိရဲ့ဒီဘက်တစ်မျက်နှာဒီဘက်တစ်မျက်နှာဆိုစုပေါင်းလေးမျက်နှာရှိပါရဲ့။ဒီလေးနဲ့မျက်နှာမှာဘာမှမပြထားဘူးဆို hat အာဒါပေမဲ့ is လေးကြတော့သူထည့်ပြီးတော့ပြထားပါတယ်။ပေါ့နော်။အဲ့တော့ဒါလေးကိုချက်ပေးမယ်။အဲ့တော့ချက်တဲ့အခါကျရင်ဒီမှာတစ်ခုထုတ်ပေးထားရပါတော့နှုတ်လေးတစ်ခု ဒါလေးပေါ့နော်ပြန်လေးโอเคအဲ့တော့ဒါလေးမြင်ရမယ်ထင်တယ်နော် screen ဟုတ်ပြီအဲ့တော့ဒီ mic stand ပြပါမှာနော် buff အများဆိုတာ particip perfect tense ပေါ့နော် particip perfect tense မှာရှိရ buff လေးအရင်ဆုံးချက်၄၃စနစ်ဆို၁၂လုံးပေါ့နော်၁၂လုံးထုတ်ပေးထားတယ်ကိုကအရင်ဆုံးချက်မဲ့သူဒီ၁၂လုံးကတော့တိကိုတိတင်နေပေါ့နော်ဒီ၁၂လုံးပြီးတော့မှတခြားနေဟာလေးဆက်ပြီးတော့ချက်ပေါ့နော်အဲ့တော့ဒီစနေလုံးမှာဆိုရင်ပုံမှန်အဖြစ်ခုနကပြောင်းတာပေါ့နော်လျာနန်းလေးလာရဆိုရင် hat glint နော် hat client လေးလာခဲဖြစ်သွားတယ်ကိုရိုင်းတုံးမယ်ဆိုရင်တော့ hat client အောင်ဘယ်လိုလေးတုံးမလဲပေါ့နော်အဲ့တော့ဒါလေးနဲ့ကျတုံးလို့ရတယ်အာကိုကပြီးတော့ comment ထဲမှာလည်းပဲကိုကဒီ buff လေးတွေကိုအသုံးပြုပြီးတော့ perfect ပြောင်းထားတာလေးတွေကိုကိုရဲ့ bash piece excel လေးတွေပေါ့နော်ကိုပိုင်းဥပမာလေးတွေကိုရဲ့ဥပမာလေးတွေကို comment ထဲမှာရေးထားလို့ရတယ်နော်အာပြီးတော့ရင် learner ဆိုရင် hat client လေးလာခဲတယ်အာ learner hat client လေးလာခဲတယ် spiel play ကစားတယ် နော်ပုံလေးနဲ့ပြထားတယ် spielen ကစားရဲဆိုရင် hard key speed ကစားခဲ့တယ်ဟိုကကိုကဒါကြီးချက်အမှာနော်ဒါလေးအများကြီးချက်ပေးမယ် lesson စာဖတ်တယ်ဆိုရင် hard key lesson hard key lesson စာဖတ်ခဲ့တယ် essence စာရဲဆိုရင် hard key lesson hard key lesson စာခဲ့တယ် lernen hard key lernt spielen hard key speed lesson hard key lesson essence hard key lesson စာခဲ့တယ်နောက်ပြီးတော့နောက်တစ်ခုဘေဘေကို ရွေးရှားမှုတွေနော်ရွေးရှားမှုဆိုရင် common ရွေးရှားမှုဆိုရဲဘပ်တွေအကုန်လုံးက bug sign နေနဲ့သွားတွေ့ရဲ့အဲ့တော့မှတ်တဲ့ခါကျရင် ASZ နဲ့မှတ်တာဖြစ်တဲ့ကြောင့် is နဲ့သွားမှတ်တယ် common come လာသည်ဆိုရင် is get common gear သွားသည် is get gangan သွားခဲ့သည် foreign မောင်းနေသည် is had get foreign ပေါ့နော်သူကတော့ဒီဟိုတစ်ကလုံးနှလုံးရှိရဲ is get foreign ဆိုတခု had get foreign ဆိုတခုအဲ့ဒါကကြတော့ဟိုရှင်းပြရင်လည်းများရတဲ့အတွက်ကြောင့်မလို့အဲ့ဒါလည်းဗီဒီယိုတစ်သက်တစ်ခုလုပ်ပေးမယ်ပေါ့နော်အဲ့ဒါဗီဒီယိုတစ်သက်တစ်ခုနဲ့ရှင်းပြပေးပါမယ် အဲ့တော့ faran ဆိုရင် is hat ka faran ပေါ့နော်အဲ့မှာကျ YouTube မှာပဲတစ်ချက်ကြည့်လို့ရပါတယ်နော်နောက်ထပ်ဗီဒီယိုတစ်ခုမှာသူက is ka faran ရှိတယ်အဲ့တော့ရွေးရှားမှုပြရဲဆို is ka faran နဲ့သုံးမယ်ပေါ့နော် hat ကတော့ရွေးရှားမှုပြရဲအတိတ်ပဲမဟုတ်ဘူးနောက်တစ်ခုအတိတ်ပဲအဲ laufen ပြေးသည်ဆိုရင် is gelaufen ပြေးခဲ့သည် laufen ဆိုရင် is gelaufen ပေါ့နော်ပြေးခဲ့ဖြစ်သွားတယ်အဲ့တော့ဒီဒုတိယ slide လေးမှာဆိုရင်ဒါရီကအကုန်လုံးကရွေးရှားမှုပြတာရွေးရှားမှုပြရဲ buff တွေဆိုရင် is တင်နဲ့သူကသွားတွဲပေါ့နော် တော့ခုနဘတ်တရားကြတော့ Mystan Viafen buff အများစု hatch တင်နဲ့တွားပြီးတော့တွေ့ရဒါအောက်စနာမှာချွင်းချက်ဇိုင်းဆိုရင် escape zan ချွင်းချက်ပေါ့နော်ချွင်းချက်ဖြစ်ပြီးတော့ခုနကပြောတဲ့900ခိုင်လုံး900ခိုင်လုံးသွား buff တရားကြတော့ချွင်းချက်ဖြစ်သွားပြီးတော့သူတို့ရွေးရှာမှုမပြအောင်တိုးတော်လည်းပဲဇိုင်းနေနဲ့တွားတွေ့ရဇိုင်းဆိုရင် escape zan blind ban escape blind ban နော်ကျွန်တော်တို့မှာ i က l ဖြစ်နေလားလို့တော့မဖြစ်ပါဘူးအဲ့တော့ blind ban escape blind ban ပြီးတော့ uncommon is uncommon နော်ရောက်လာခဲ့ဒီနော် arrive ရောက်ရှိခဲ့ဗီယက်တမ်ဖြစ်လာသည်လုတ်လိမ့်မည်ကျွန်တော်အဲ့လိုအဓိပ္ပာယ်မျိုးသူက future tense အနေနဲ့သုံးလဲရတယ်အဲ့တော့ Vietnam escape warden Vietnam escape warden နော်အဲ့တော့ဒီဟာလေးရှိပါမယ်အဲ့တော့ဒါလေးတွေကိုကျွန်တော်ကြည့်ပြီးတော့လေ့လာလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြည့်ပြီးတော့ဒါလေးလေ့လာလို့ရပါတယ်အဲ့ဗီဒီယိုကတော့အကယ်၍အဲမိနစ်20လောက်ပဲဆိုရင်တော့ဗီဒီယိုတစ်ခုလည်းလုတ်ထားပေးမယ်ဗီဒီယိုကနည်းနည်းရှည်နေရဆိုရင်တော့ part 1 part 2ဖွဲ့ပြီးတော့ လင့်မှာတင်ထားပေးပါမယ်ပေါ့နော်အဲ့တော့ကျုပ်ဒီ YouTube channel ကလည်း YouTube channel မှာဒီ video ကလည်းတင်သွားပေးမှာဖြစ်တဲ့တကြောင်မလို့ YouTube channel ကနေကြည့်ရအကြောင်းသားရေးဆိုရင် YouTube channel လေးပါတစ်ခါရေး subscribe လုပ်ပြီးတော့ Telegram channel လည်းရှိပါတယ်အစတတသွား share Telegram channel ကိုလည်းကျုပ် subscribe အ subscribe လုပ်ထားပေးပါပေါ့နော်အားလုံးပဲအပြီးတော့ရေကိုဒီမှာလေးလာထားတဲ့ buff လေးတွေကို preference ကိုပြောင်းပြီးတော့ comment ထဲမှာလည်းပဲရေးထားလို့ရပါတယ်နော်အဲဆိုအားလုံးပဲကျေးဇူး choose ပါ